ကိုနေရာကိုဘဝမှာ professional ဆံပါတဲ့နေ့စဉ်ဘဝမှာ အကန့်ဒီခွဲထားတက်ဖို့ရုံးမချဖို့အရေးကြီးပါတယ်တဲ့အသက်တရားမနေရအမှုတရားပွေရဆိုသလိုပါပဲနေ့စဉ်နဲ့မြပြဿနာတွေအရှုပ်ထုပ်တွေအမြဲကြုံရပါတယ်ဒီအရှုပ်ထုပ်တွေကို ရှင်းလိုက် နောက်ထပ်အရှုပ်ထုပ်တွေပေါ်လာလိုက်နဲ့ဒုက္ခနဲ့ဘဝကရှင်သွဲနေတာမျိုးပါတဲ့ဒီရာတွေဟာမတွေ့ရှင်လို့ ရှောင်နေလို့ရတဲ့ထဲမပါဝင်ပါဘူးဒါတွေကိုဖြည့်ရှင်းတဲ့အခါမှာလဲအကန့်တွေခွဲတတ်ဖို့ရောမရှာမိစေဖို့အရေးကြီးပါတယ်အိမ်မှာဖြစ်တဲ့ပြဿနာကိုအိမ်မှာထားခဲ့အလုပ်ကိုတင်မသွားနဲ့အလုပ်မှာဖြစ်တဲ့အယုတ်ထုတ်တွေကို အလုပ်မှာဖြည့်ရှင်းခဲ့မိသားစုဖို့ဖြည့်မရှာမိစေနဲ့ကိုမိသားစုနဲ့ဖြစ်တဲ့ပြဿနာတွေကိုချစ်သူရည်စားစီ ပုံမရှာမိစေပါနဲ့ဒါတွေဟာ professional မဆန်ဘူးဆိုတဲ့အချက်တွေထဲမှာပါဝင်ပါတယ်။ကျွန်တော်အထက်တန်းကျောင်းသားတုန်းကသင်ခဲ့ရဘူးတဲ့ဆရာမတစ်ယောက်ရှိတယ်။အိမ်မှာဖြစ်တဲ့ပြဿနာကိုစာတင်ခန်းထဲအထိတည်တာတယ်။သူစိတ်အဆင်မပြေရင်စာမတင်ဘူး။သူစာတင်ခန်းဝင်နေချိန်ဆိုရင်ကျောင်းသားတွေအတွက်စိတ်ညစ်ရဆုံးပဲ။ကြာလာတော့ဘယ်သူမှမလေးစားတော့ဘူး။တကယ်တော့သူ့အခက်ခဲဟာကျောင်းသားတွေနဲ့မဆိုင်ပါဘူး။ဒီပြမှုဟာ ကိုယ့်အလုံးမှာ professional မကြခြင်းမြင့်ကျက်ခြင်းကို ဖော်ပြပါတယ်။ကိုယ့်အလုံးမှာဖြစ်တဲ့ပြဿနာကိုအိန္ဒူဇနီးမယားတာလမီတွေအပေါ်ပုံချတတ်တဲ့ဖခင်တွေရှိပါတယ်။ကိုယ့်ရဲ့အလုံးမှာဖြစ်တဲ့အခက်အခဲဟာကိုယ်တာဝန်ပါပဲ။မိသားစုအပေါ်အပူမခံခိုင်းသင့်ပါဘူး။ကိုကအမြဲဒီလိုလုပ်နေရင်မိသားစုကမပြောနိုင်တော့ဘူး။နှွေးထွေးတဲ့ဆက်ဆံရေးတွေပျောက်ဆုံးလာပါလိမ့်မယ်။လူဆိုတာကရင်မက်သေးပူနေရင်တော့အပြင်မှာပြုံးထားရမယ့်အခြေအနေရှိတယ်။ သူရှိမှာဒေါ်လာထွန်းမပြတဲ့နဲ့လူတွေရှိတယ်။ကိုယ်အခက်အခဲတွေကိုမကူညီနိုင်တဲ့သူရှိမှာထုတ်ပြတော့လေတဖက်လူစိတ်ညစ်ရယုံကလွဲလို့ဘာမှထူပြီးတော့အဆင်ပြေလာမှာမဟုတ်လို့လေတကယ် educated person ဆိုတာဒါမျိုးပါပဲဘွဲတွေအများကြီးရနေမှာမဟုတ်ပါဘူးတဖက်လူပေါ်တွေးပြီးတတကိုရင်းစာတတကိုရဲ့နေစဉ်ဘဝကို အကန့်နေခွဲခြားထားတတပါပဲစင်ကြီးစရာအချိန်တွေနဲ့ ်ပျော်စရာအခိုက်အတန့်တွေကိုလည်းအကန့်ခွဲထားတင်တယ်။တို့ရမယ့်အချိန်မှာဘာမှမတွေးဘဲပြောပြလိုက်ပါ။ဘဝကဆက်သွားနေမှာပါပဲ။ကျွန်တော်တို့တွေးထားတဲ့စိတ်ညစ်စရာတွေကလည်းသူ့အချိန်တိုင်းရင်ဖြေရှင်းလို့ရမယ့်ပုံနေနည်းတွေရှာတွေ့လာပါလိမ့်မယ်။ဒါကြောင့်အချိန်တိုင်းနေရာတိုင်းကိုမပျော်ရွှင်ရခြင်းတွေတည်ဆောင်မသွားပါနဲ့။ကိုဘဝကိုနေရာမှာအကန့်ခွဲထားတမပျော်ရလိမ့်မယ်။ကိုဘေးကလူတွေလည်းကြည်နူးရပါလိမ့်မယ်တဲ့။